တားဖြစ်သူကိုထိန်လင်းကသူ့အဖို့မိခင်ကြီးအသက်ရှင်လျက်သားရှိမရှိဆိုသည်ကို အတည်ပြုနိုင်ခြင်းမရှိတော့ဟု ပြောလာသောစကားကိုလွန်စွာအလေးနက်ထားစဉ်းစားလှုပ်ဆောင်ဖို့အချိန်ရောက်လာပြီဖြစ်ပါတယ်။တတရောက်ကသူ့မိခင်အသက်ရှင်နေသေးသလားဆိုတာ မသေးကြဘူးဆိုသည့်စကားလောက်စစ်ဆိုးရ၏ရက်ဆက်မှုကိုဘယ်ရာကမှမရှင်းနိုင်သည့်ဆွဆွဲချက်တစ်ခုပင်ဖြစ်သည်ကိုစဉ်းစားကြည့်ုံနှင့်သိနိုင်ပါတယ်။ ထိုထက်ပို၍မိခင်ဖြစ်သူလွတ်မြောက်ရေးအတွက်အကူအညီပေးကြရန်လိုအပ်လာပြီးဆိုသည့်အသည့်စိတ်ကိုကန်းကုံအောင်နှိုးဆော်ပေးလိုက်ခြင်းဖြစ်သည်ဟုဩစတြေးလျမှမြမအရေးစောက်ပေါင်းများစွာရေးသားခဲ့သူအလန်ကလမစ်ကအိရှာတိုင်းတွင်ရေးသားလာခဲ့ပါသည်။စေအိုစုဟာ၎င်းတို့လုံနေကြပုံစံတိုင်းဒေါန်ဆန်းစုကြည်နာမကျန်းဖြစ်နေသည့်တရင်ကိုအပြင်သို့ပေါက်ကြအောင်လှုပ်လာပြီးဖြစ်ပါသည်။ထို့နောက်မှာသူတို့လက်ချက်မဟုတ် နှလုံးယောဂအကြောင်းဟုပြောလာတော်မူဖြစ်ပါတယ်။အနာရှင်တို့လှုပ်ထုံးလုံသည့်အတိုင်းစေဝကူတာခွင့်ညင်းပေမယ်။ဝင်ရောက်ကူညီလာပေးမယ့်အရေးကိုနှောင့်နှေးအောင်ချိန်ဆထားမယ်။ဖြစ်လာခဲ့လျင်လည်းပခုံးလေးတွန့်ပြီး၎င်းတို့နှင့်ဘာမှမဆိုင်ဟုပြောလာပါတော်မူ။ဤသည်ကပင်ရာဇဝတ်မှုမြောက်သည့်လူသက်မှုပင်ဖြစ်ပါတယ်။ဒေါန်ဆန်းစုကြည်အားအကျဉ်းထောင်ဆရာဝန်ကလာရောက်ကြည့်ရှုပေးသည် ဆိုသည်ကကုသပေးခြင်းမျိုးမဟုတ်ပါ။ လောင်ပြောင်တယောနေခြင်းသာဖြစ်ပါတယ်။ဒိတ်ဒိတ်ကျဲနှလုံးအထုကုဆရာဝန်ကြီးများကချက်ချင်းလိုကြည့်ရှုကုသခွင့်ပေးရပါမယ်။ MRI, CT scan, ECG စက်များဖြင့်စစ်ဆေးပေးရပါမယ်။ထို့သောမဟုတ်ပါကသူ၏အသက်ရှင်နိုင်မည့်အခွင့်အလမ်းသည်လွန်စွာနေပါလာပေလိမ့်မယ်။ယခုအခါ၎င်းတို့အညိုတကြီးဖြင့်ကြင်ကြံလာမှုကို ပြသလာသည့်အနေဖြင့်သူအားပြင်ပောက်ပင် တက်ပေးမထားသည့်အခန်းထဲတွင်၅နှစ်နီးပါးပြင်ပကဘာနှင့် အဆက်ဖြတ်ကချုံနောင်ထား၍ကျမကြီးချိုးတက်လာမှုနှင့်အတူဆင်းရဲဒုက္ခကြီးစွာခံစားနေရပြီဖြစ်ပါတယ်။အနာသိန်းကောင်းဆောင်မင်းအောင်လိုင်ဟာယခုအခါတော့ဒီဇင်ဘာလကုန်ပိုင်းမှာကလိန်စိတ်ညံစင်ထားသည့်ရွေးကောက်ပွဲကိုလုပ်မည်ဟုကြေညာသည့်အထိရဲတင်းလာနေပြီဖြစ်ပါတယ်။ယခုလိုချိန်မှာကဘာကြီးပဲရောက်နေပြီလေ။အများအပြားတိတ်ဆိတ်နေကြပါလေ။အများအပြားလီလီယူရှုခဲ့ကြယုံမက ရောရှက်ပတ်သက်လာကြပါတယ်အများအားဖြင့် မြမာဤနာကျင်မှုမှနေအကျိုးမြက်ရှာနေကြပါတယ်။လက်နဲ့ရောင်းဝယ်သူများဟာစေုပ်စုဤတက်ဖြက်ရေးရန်ရာကြီးကိုလောင်စာဖြစ်ပြနေပါတယ်။ရေနံတဘာဝတက်ငွေကရနေတဲ့ဝင်ငွေတွေနဲ့ပိုကျုပ်တွေပတ်စံပေါ်ပေါ်လောလောရလာနေပါတယ်။အစိုးရများကတော့စိုးရိမ်ကြောင်း ထုတ်ပြန်ကြေညာနေတော့လဲပဲတစ်ဖက်မှာနှစ်နိုင်ငံကုန်သွယ်ရေးကိုတိတိကျကျထိန်းသိမ်းနေကြပါတယ်။နိုင်ငံတကာသတင်းဌာနများကလည်းအပြစ်မကင်း တောင်ဆန်းစုကြည်အားခေါင်းစဉ်မျိုးမျိုးတက်၍ထထလဲလဲဆွဆွဲကြရမှတဖြည်းဖြည်းနှင့်တရေသေးလက်ခံလာကြပါတယ်။သူဟာပြစ်ပယ်လာသည့်အထိဖြစ်လာခဲ့တယ်။ထို့အတွက်စစ်ဗိုလ်ချုပ်များဖို့၎င်းတို့ကျူးလွန်နေမှုများတို့အကာအကွယ်ရလာခဲ့ပါတယ်။တိတ်ဆိတ်ငြိမ်သက်နေခြင်းဖြင့်အလုံးသည်ကြံရပါဘဝရောက်လာကြပါတယ်။ယခုချိန်ဟာထိုအကြောင်းများကိုပြန်၍ငင်းခုန်နေရမည့်အချိန်မဟုတ်ပါ။တောင်ဆန်းစုကြည်၏အသက်ကိုကယ်တင်ရမည့်အချိန်ရောက်လာပြီဖြစ်ပါတယ်။ သတိကြီးစွာထားပြီးကြညာချက်ထုတ်ပြန်ခြင်းဝရဝါရရှုတ်ချခြင်းများလုံရမိအချိန်လွန်လာခဲ့ပြီဖြစ်ပါတယ်။မြမပြည်သူများဟာလည်းအတန်တိတ်နေကြတော့မြင်မဟုတ်ပါ။ကဘာကြီးလည်းယခုလိုသေရရှင်ရေးဖြစ်လာချိန်တွင်ငြိမ်သက်မနေသင့်ပါ။တွန်ဆန်းစုကြည်သည်မြမပြည်သူတန်း60ဤမျော်လင့်ချက်များတစုတဝေးတည်းတည်ရှိရာရက်တီရာကဘာတဝမ်းရှိလူများအားအတူယူပွဲစိတ်သက်ခွန်အားပေးနိုင်ခဲ့သူအဖြစ်ရက်တီခဲ့သူဖြစ်ပါတယ်။ သူဟာချက်ချင်းလငင်လွတ်ပြေးဖို့သာရှိပါတယ်။နောက်မှလွတ်မြည်ဆိုရမဖြစ်ပါ။ဆွေနေပြီးမှမရေရာသည့်နိုင်ငံရေးအကူပြောင်းကိုစောင့်နေရမည်အချိန်မဟုတ်ပါ။ယခုပင်လွတ်ပြေးရပါမယ်။လွန်ခဲ့သည့်ဆယ်စုနှစ်ပေါင်းများစွာကထလိုင်းလာမကအခုလိုသတိပေးခဲ့ပူပါတယ်။ကျွန်ုပ်တို့တိဘက်ကိုအခုနေမကင်တင်နိုင်ခဲ့ဘူးဆိုရင် နောက်တစ်ချိန်ကဲတင်စရာတိဘက်ရှိတော့မှာမဟုတ်ဘူးဆိုပြီးတော့ပေါ့။ ထို့သတိပေးချက်ဟာမြမာတွေအတွက်လည်းမှန်ကန်လာနေပြီဖြစ်ပါတယ်။ကျွန်တော်ဟာဒီအကြောင်းအရာများအဝေးကနေဝေဖန်သုံးသပ်သူတယောက်အနေဖြင့်ရေးသားနေခြင်းမဟုတ်ပါ။မြန်မာနိုင်ငံတွင်ဘဝတစ်လျှောက်လုံးနေပါနေထိုင်ခဲ့ဘူးသူတယောက်အနေဖြင့်ရေးနေခြင်းဖြစ်ပါတယ်။ပထမဆုံးရန်ကုန်တွင်ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးအဖြစ်လက်ကောင်းနောက်ပိုင်းတွင်လူခွန်ရေးချိုးဖောက်မှုတွေကိုမှတ်တမ်းတင်သည့်သတင်းတောက်တယောက်အဖြစ်လောက်ကင်ခဲ့၍စစ်ဆေးရည်နှင်ထုတ်ခံရပြီးအမိပြစရင်တွင်ချင်းခံခဲ့ရပါတယ်။ ောင်စန်းစွကြည်နဲ့အတူစောက်ပေါင်းများစွာ အတူရေးသားပြုစုခဲ့သဖြင့်သူ၏အညာမျောမြင်ကြီးစွာဖြင့်ရှင်တို့ရဲ့လွတ်လပ်ခွင့်ကိုတုံးချပြီးကျမတို့လွတ်လပ်ခွင့်ရအောင်ကူညီပေးကြပါဟုပြောခဲ့သည့်စကားကိုယခုတိုင် နားထဲကမထွက်အမှတ်ရနေစေပါသူစကားဟာယခုအခါကြဲလောင်စွာပဲ့တင်ထလာနေပြီဖြစ်ပါတယ်ကမ္ဘာကောင်းဆောင်များခမညာခမတို့မှာရှိနေတဲ့လွတ်လပ်ခွင့်ကိုပိုင်အတ္တိတရားကိုတုံးချပြီး ဒေါက်ဆာစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအလုံးချက်ချင်းလန်ငင်းချွန့်ချက်မရှိလွတ်ပေးဖို့တောင်းဆိုပေးကြပါဒေါက်ဆာစုကြည်ဟာအကျဉ်းကန်းတဲတွင်တယောက်တည်းတည်ဆုံးသွားစေတာမျိုးမဖြစ်ပါစေနဲ့ကဘာကငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တဦးကိုတမင်တကာနဲ့ရက်ဆက်ချမ်းကျုပ်စွာလက်လျူရှုမှုကြောင့်တည်ဆုံးခဲ့ရတယ်ဆိုပြီးတမိုင်းကမှတ်တမ်းတင်တာမျိုးမဖြစ်ပါစေနဲ့ကောင်းစီတက်ပါ တောင်းဆိုပါ ပြောဆိုပါလှုပ်ဆောင်ပါယခုအရေးဟာနိုင်ငံတကာနိုင်ငံရဲ့အနာဂတ်အကြောင်း တစ်ခုတည်းအတွက်မဟုတ်ပါလွတ်လပ်သည့်ကဘာ၏ကိုကျင်တရားဆိုင်ရာယုံကြည်ကိုးစားမှုနှင့်လည်းသက်ဆိုင်နေပါသည်မြန်မာနိုင်ငံကိုသာကျွန်တော်တို့ဆွန့်လွတ်ခဲ့ကြမည်ဒေါန်ဆန်းစုကြည်ကိုလည်းပြစ်ထားမည်ဆိုလျင်အခြားနေရာများတွင်ဒီမိုကရေစီအတွက်ဘလို့များမျှော်လင့်စရာကြံပေအုံမည်နည်းဟုအယ်လန်ကလန်မတ်ကရေးသားခဲ့ပါသည်လလန့်မိသူများအနေဖြင့်ဆောင်းမရှင်၏မူရင်းစကားကိုပင်တုံးပြီးကမ္ဘာခေါင်းဆောင်များ၏အဲ့ Twitter မှာဝင်ရောက်ပြီးတော့ ရေးသားတောင်းဆိုပေးတင်ပါတယ်။ Dear President Prime Minister please use your freedom exercise your consent to demand the interim and unconditional release of Dr. Aung San Suu Kyi and every political prisoner in Myanmar. မိမိတို့အဖို့ဇော်မဲလုံး၏စကားကိုတခါမျှယုံကြည်ဖို့စိတ်ကူးမရှိကြတော့လေ။ဒေါ်ဆန်းစုကြည်ဟာကြမ်းကြမ်းမာမာရှိကြောင်း မိမိတို့ခေါင်းဆောင်ကြီးအောင်မြင်ခဲ့သည့်တရုတ်ခီးစဉ်ကိုပုံပြပန်းပြဖြစ်အောင်ချိန်ကိုက်ထုတ်လွှင့်လာခဲ့ခြင်းဆိုသည့်အပြောကိုဒီတစ်ကြိမ်တွင်မျက်စိမှိတ်ယုံကြည်ခြင်းသာ အတန်ငယ်စိတ်ချမ်းသာမှုရှားနိုင်ပါလိမ့်မယ်ခမရဒါကတော့ဒီဝီမှာဖော်ပြထားတဲ့အဆောင်မရှင်လှဆိုးဝေရဲ့အဆောင်မလက်ရာ ဖြစ်ပါတယ်ခမရ